နိုင်တော့နိုင်တယ်သုံးမှတ်တော့ရတယ်ဒါပေမဲ့ပျော်စရာမကောင်းတဲ့ဘွဲလို့ပဲပြောရမှာပဲပေါ့နော်။ဘာလို့လဲဆိုတော့ကိုရီနိုင်ခဲ့တဲ့အတင်က Nisarangi ရဲ့ Leicester လေးဖြစ်နေတယ်။ပြီးတော့သူတို့နဲ့ကန်တဲ့ပွဲမှာပဲကိုရီကစားသမားတွေဒဏ်ရာရခဲ့တယ်ဆိုတဲ့အတွက်ဒါ United တော့ကတော့တော်တော်လေးမှတော်တော်လေး negative sound နဲ့လို့တော့ပြောရမှာပဲ။ ပြီးတော့ United အနေနဲ့ဒီလိုပွဲမျိုးကိုအာတုံခွန်ဆိုင်ကြီးကန်နေစီယာမလုံအပ်ဘူးလို့တော့ကျွန်တော်ကတော့ယူဆတာပဲပေါ့နော်။ဘာလို့ဆိုတော့လက်ရှိတန်းစင်းစုံတွေက18မှတ်ထိကွာဟထားတယ်ဗျာ။အပေါ်မှာရှိနေခဲ့တဲ့ဥရောပဝင်ခွင့်တွေကလည်း10မှတ်လောက်กว่าနေတဲ့အနေထားမှာ United အနေနဲ့တန်းလေးစင်းစီယာမလုံတော့သလိုဥရောပဝင်ခွင့်ကိုလိုက်မိဖို့အတွက်ကလည်းတော်တော်လေးခဲယဉ်သွားခဲ့တဲ့အနေထားမှာအဲ့လောက်ကြီး 조사နေစရာမလိုတော့ဘူးပေါ့နော်အဲ့တော့အမော်ရင်လည်းအဲ့လိုမျိုးပဲထင်ပါတယ်ဘာလို့လဲဆိုတော့ဒီနေ့ပွဲမှာဆိုရင်ဘရာဇီးသူဒူးဆန်ကိုအနာပေးတယ်ထို့အတူပဲဇက်စီကိုလည်းအနာပေးပြီးတော့ပဲအေးအေးဆေးဆေးပွဲကိုထိန်းဖို့조사ခဲ့တော့ညာလည်းပဲပေါ့နော်ခုနလိုမျိုးကျွန်တော်တို့ရေဟီဗန်ရဲ့တိုင်ရရမှုအောက်မှာမဖြစ်မနေနေနဲ့ပွဲဖြတ်ဖို့အတွက်ပဲကတ်စမီရိုနဲ့ဒီဇက်စီနဲ့ကိုပွဲထဲမှာပြန်ပြီးတော့ထည့်သုံးလာခဲ့ရတယ်ဒိုဘီကော်လီယာလည်းပါခဲ့ရတယ်ဒါပေမဲ့ မှန်တိုင်းပြောရင်မလိုပါဘူးဒီလစ်တန်ရရနေတဲ့အချိန်တုန်းကချီတို OB လေးမပါသေးဘူးအမှန်တိုင်းဆိုရင်ကျွန်တော်ကဖြစ်တင်တာဒီလစ်တနေတန်ရရနေနည်းနည်းလေးနာနေတဲ့အချိန်ကမှဒီလစ်ကိုထုတ်ပလိုက်ဒီလစ်ကိုအနာပေးဒီလစ်ကိုအနာပေးပြီးတော့ပဲအရှိမရှိနေခဲ့တဲ့ခုနလိုမျိုးချီတို OB ထည့်ကျင်နေဆိုတော့ထည့်ပြီးရင်နောက်မှရှိနေတဲ့ကတ်စမဲရိုပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဗျာလက်ကျန်10မိနစ်လောက်ကိုတော့ ဒီကစားသမားတရရောက်ကိုပဲအနောက်ကပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ကြီးခဲ့ရတဲ့ကက်စမဲရိုးလိုမျိုးပဲပေါ့နော်စန်တာဘတ်မှာတရရောက်သွားထားပြီးဆော့ကြည့်လိုက်ရင်တော့မှပဲဘာဖြစ်လို့10မိနစ်လောက်လေးကစားကွက်လေးခဏလောက်ရင်းနိုင်တာဖြစ်တဲ့နယ်လို့တော့ကျွန်တော်ကတော့ယူဆတာပဲပေါ့နော် A3 ဘက် system ပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်ပြောင်းပြီးတော့ပဲခဏလေးထိမ့်ပြီးတော့ပဲဗျာအခုလိုမျိုး Z3 နဲ့မပြတ်လာလဲကိစ္စမရှိဘူးဒီလစ်နာနေတဲ့အချိန်မှာ Z2 နဲ့နိုင်ထားပြီးဖြစ်တဲ့အတွက် Z3 နဲ့မနိုင်လာလဲကိစ္စမရှိဘူးနောက်ပေကြပါလဲကိစ္စမရှိရှုံးသွားလဲကိစ္စမရှိဘူးအဓိကကိုယ်ရည်အတင်းရဲ့ကစားသမားကြီးထပ်ပြီးတော့ဒိုင်ယာမရစေချင်တာပဲဘာလို့ဆိုနောက်တန်းတဒန်းလုံးမှာကျွန်တော်တို့ရဲ့ဒိုင်ယာရလူစင်းကလူလျှောပြီးရင်လီဆန်ရိုမာတီနဲ့ဟီဗန်အီဗန်နော်ပြီးရင် ဟယ်ရီမက်ဂွိုင်းယာလက်ရှိဒီလစ်ကတော့ဒန်ယာကပြင်းလားမပြင်းလားမသိသေးဘူးပေါ့နော်ပြောမယ်ဆိုရင်နောက်တန်းမှာတော်တော်များများကိုဒန်ယာရနေတယ်ဒန်ယာမရတာဆိုလို့လက်ရင်းဘက်နဲ့ရိုင်ဝင်းဘက်မှာစော့နေခဲ့တဲ့မာဇရာဝင်းနဲ့ဒါတော့ဒန်ယာမရဘူးပြီးတော့လင်ဒီတော့ဒန်ယာမရဘူးဒီ၃ယောက်ပဲနော်ဒီလစ်နေနေဒီကလေးညဒန်ယာကတိတ်ပြီးမပြင်းထန်ဘူးဆိုရင်တော့ဒါအေးစေးအဆင်ပြေမယ်တပတ်နှစ်ပတ်လောက်နားယုံနဲ့ရအောင်တယ်ဆိုရင်တော့ဒါသူ့အနေနဲ့နောက်တစ်ပတ်ကျရင်ပြန်ပါလာမှာဒါဆိုရင်၄ယောက်တော့ရှိနေအောင်မယ်ဒါပဲငါ့ကို အနောက်မှာကျွန်တော်ညမျောလဲစီရဘာဆိုဘာမှမရှိဘူးနောက်တန်းတန်းလောကွင်းလေးမှာတော့စင်ပြေရဆိုပေမဲ့လည်းတိုက်စစ်မှာလည်းဂါနာချိုးအနေနဲ့ okay လားမဟုတ် okay လားလဲမသိဘူးဒါဂါနာချိုးတို့တန်းရရသွားရင်တော့ United တော့ပြီးပြီနောက်ရသေးဘူးရောပါမျောလဲစီရဘာမှရှိမနေဘူးအဲ့တော့ Premier League အတွက်ပဲငါတို့က Premier League ကနေဝင်ခွင့်ရအောင်ကြိုးစားမယ်ဟေ့ဆိုရင်လည်းလက်ရှိအနေနဲ့ကျွန်တော်ညနဲ့အပေါ်မှာရှိနေခဲ့တယ်ပေါ့နော် Champion League ဝင်ခွင့်နဲ့ဘလောက်ဘယ်နှမှတ်กว่าနေလဲဆိုရင်လက်ရှိ52မှာ10မှတ်48မှတ်ကျွန်တော်တို့က32မှာ8မှတ်ဆိုတော့ 17မှတ်กว่าတယ်17မှတ်ဆိုတာ၄ဘွဲစာပရီးမီးယားလိဂ်ကလည်းယာသီကုံမှုအတွက်က၉ဘွဲပဲကျန်တော့တယ်အဲ့တော့ကျွန်တော်တို့အပေါ်မှာရှိနေခဲ့ပေါ့เนาะအဆင့်9နဲ့လက်ရှိအဆင့်73နဲ့ကြားထဲမှာဘယ်နှသိရှိမလဲ2 4 6 9သိန်းရှိတယ်အဲ့ဒီ9သိန်းစလုံးက၄ဘွဲစက်တိုက်ရှုံးပြီး United က၄ဘွဲစက်တိုက်နိုင်မှာကျွန်တော်ယူနေတဲ့ Champion League ဝင်ခွင့်ကိုမျှော်လင့်လို့ရမယ်ငယ်အလုံးမမဟုတ်ဘူးအပေါ်မှာရှိနေခဲ့တဲ့အသင်း2 4 5သိန်း เนาะงาเต็งอเซชิไม่อยากเนี่ยอเซ็คคอมบ่เนาะอติกะงาเต็งก็4ปွဲสะไตยုံပြီးတော့ยูไนเต็ดก็4ปွဲสะไตยไหนมาซีโรบาลีကိုဝင်ควင်းရမယ်อะဟောအတိအရာကြီးอ่ะဖြစ်နိုင်လို့လားအတိအရာကြီးแท้ကျွန်တော်ဝင်เนี่ยနောက်มาတွေ့မဲ့ไลออนเนี่ยဗောเนาะ လက်ရှိ Nottingham Forest နဲ့တွေ့မယ် Nottingham Forest နဲ့ပြီး Manchester City နဲ့တွေ့မယ်အဲ့ဒီပွဲတွေကိုလူကုံထုတ်ပြီးတော့ကံပြီးဒဏ်ရာရတာတော့ခုနလိုမျိုးပွဲပန်းတာအဖြစ်ခံမဲ့အစား Lion ကိုပထမအကြောင်းနဲ့ဒုတိယအကြောင်းကိုပဲကိုလူစင်းအပြည့်နဲ့နိုင်အောင်ကံကျင်းတဲ့ပွဲတွေအရှုံးခံဒါမှမဟုတ်တည်ရင်ရအောင်ကံနိုင်ချိန်လိုက်နိုင်သွားမယ်ဆိုပြီးခလေးရီနဲ့ထုတ်ကံပြီးတော့ပွဲမပန်းအောင်လုပ် Lion နဲ့ပွဲကြမှာလူစင်းအပြည့်စုံတယ်ပဲကိုကတည်းကအာတော်ဖွန်ဆိုင်ကံဟာလာ Lion နဲ့နှစ်ပွဲကံ ပြီးရင်ဟိုဘက်ကတက်လာမဲ့ဘီဘာဟိုနဲ့ပါနေလေအဲ့ဒီဘယ်အသေးမဲ့ဖြစ်ဖြစ်အဲ့ဒီအတင်နဲ့အိမ်ခွေးအဝဲကေနောက်တဲ့နှစ်ကြော့၄ဘွဲနိုင်အောင်ကန်ပြီးရင်ဖိုင်နယ်မှာဟိုဘက်ကတက်လာတဲ့အတင်တက်ချင်တဲ့အတင်နဲ့တိတ်အောင်တက်နိုင်အောင်ကန်လိုက်အဲ့ဒီ၅ဘွဲပဲနိုင်အောင်ကန်လိုက်မန်ချက်စတာယူနိုက်တက်နေနဲ့ချန်ပီယံလေးဝင်ဝင်ရပြီအဲ့တော့ခုနလိုမျိုးအပေါ်မှာရှိနေခဲ့တဲ့အသေးနေဗျာခွနသင်းလောက်ရှိတယ်အဲ့ဒီခွနသင်းလုံး၄ဘွဲဆက်တိုက်ရှုံးပြီး United က၄ဘွဲဆက်တိုက်နိုင်မှဥရောပဝင်ခွင့်ချန်ပီယံလေးဝင်ဝင်ကိုပြန်ရမယ် ပြီးရင်အပေါ်ကအသင်းတွေခွန်းနှစ်သင်းမဟုတ်ဘူးငါတို့က၅သင်းပေါ့နော်အဲ့ဒီ၅သင်းက၄ဘွဲဆက်တိုက်နိုင်ပြီ United အ၄ဘွဲဆက်တိုက်ရှုံးပြီ United က၄ဘွဲဆက်တိုက်နိုင်မှာ Europa League ဝင်ခွင့်ရမယ်အဲ့တော့အဲ့ဒီအရာကြီးတွေထက်ကျွန်တော်တို့ပြောတဲ့၅ဘွဲပဲနိုင်အောင်ကန်လိုက် Champion League ဝင်ခွင့်ရပြီဆိုရယ်အဲ့ဒါကပိုပြီးမနေဘူးလား United ရဲ့လက်ရှိအသင်းရဲ့လူစင်းကြီးကအဲ့လောက်ကြီးတောင်းတမနေဘူးကံမှုတော့လည်းမပြေပါဘူးပေါ့နော် လိုရှောတို့မေစင်မောက်တို့ဟိုနေ့ပြန်လာမယ်ဒီနေ့ပြန်လာမယ်ဆိုတာလေအိမ်မက်ပါပုံမြင်သက်တာတွေပါဘာကြီးအောင်ညားတာမဟုတ်ဘာကြီးအမော်တွေညားတယ်လို့တော့ပြောလို့ရရပေါ့နော်အဲ့တော့ဒီကောင်တွေကိုလည်းဘာမှပြီးမျောလင်းနေလို့မရဘူးဝင်းကန်တယ်ပါလာရင်တော့မှပဲဘယ်ချင်းပြန်လာသွားမလဲမသိရတဲ့အနေအထားမှာဒီကောင်တွေပြန်လာရင်ငါတို့အသင်းကတော့ဘလို့ပြောင်းသွားမှာလဲဆိုပြီးမျောလင်းမနေနဲ့လက်ရှိရှိနေတဲ့ကောင်တွေပဲကျောင်းရင်ဆက်ရှောက်အောင်ပါလက်ရှိဆိုရင်ရှေ့ရက်တစ်ပွဲနှစ်ပွဲလောက်ဆိုရင် လက်ရှိအာဆင်နယ်ရဲ့နှက်ပြေဟီဗန်လေးပါလာလို့အသင်းကတော်တော်လေးမှ okay နေတဲ့အဆင်ပြေနေတဲ့နေရာမှာလက်ရှိဟီဗန်နာသွားတယ်။ဟီဗန်နာသွားပြီးနောက်ပိုင်းကနေ United အနေနဲ့တော်တော်လေးမှတော်တော်လေးကိုကစားကွက်ကပျောက်သွားတာတိတိတတကြီးပဲเนาะ။အဲ့တော့နောက်လာမယ့်ပွဲက Nottingham Forest Man City ဘယ်လိုဖြစ်လာအောင်မလဲတော့မသိသေးဘူးပေါ့เนาะ။အဲ့တော့ကျွန်တော်ဝင်နေတယ် ခကြီးအဝေးကြီးကိုရှောက်မဲ့စားခုနလိုမျိုးလမ်းရောပဲအိမ်ကွင်းအဝေးကွင်းနှစ်ကြောနိုင်အောင်ကဲဟိုဘက်ကဘီဘာကိုတက်လာမယ်ပဲဒါဘီဘာကိုနိုင်အောင်ကဲပြီးရင်ဟိုဘက်ကနေတက်လာခဲ့တဲ့ကောင်လာစီဝဲတက်တဲ့စပါပဲတက်တဲ့တက်ချင်တဲ့ကောင်တက်လာခဲ့အဲ့ဒီတပွဲ final တပွဲနဲ့နိုင်အောင်ကဲအဲ့ငါးပွဲနဲ့နိုင်အောင်ကဲကျန်တဲ့ဒီမှာလက်ကျန်ကျန်နေခဲ့တဲ့ကိုယ်ပွဲလုံးရှုံးပေးလိုက်ဟာလာကျွန်တော်တို့က6ပွဲလုံးလက်ကျန်ပရီးမီးယားလိဂ်က38ပွဲပြီးဖို့6ပွဲကျန်စီအဲ6ပွဲလုံးရှုံးပေးနေတော့မှာပဲအောက်မှာရှိတည်ခဲ့တဲ့ Leicester တို့အ Ipswich တို့က ိုးပွဲလုံးနိုင်ခြင်းမနိုင်ပါနော်ကျွန်တော်တို့နဲ့သူတို့နဲ့ကြားထဲမှာအမှတ်20လောက်กว่าလေအမှတ်20နော်တန်းစေးစုံနဲ့အမှတ်20กว่าလေအမှတ်20ဆိုရင်93.21ဆိုခုနှစ်ပွဲနီးနီးစာရှိတယ်ပရီးမီယာလိဂ်ကကျန်တာမှကိုးပွဲပဲကျန်တော့တယ်ဘလို့ဘလို့မှတန်းစင်းစရာအကြောင်းပြချက်ကရှိကုန်မရှိတော့လားအားလုံးဖြစ်တင်တာအားတော့ဗောနော်ဖြစ်စေချင်တာကတော့ ခုနလိုမျိုးဘယ်သေးနေပဲတွေ့တွေ့နောက်လာမယ့် Premier League မှာဘယ်သေးနေပဲတွေ့တွေ့ခလေးတွေကိုဒါပွဲကစားချင်ရအောင် training ရအောင်ထည့်ကန် Europa League ကြမှာဒါခုနလိုမျိုးအသင်းရဲ့အဓိကလူစင်းတွေထည့်ကန်တာအကောင်းဆုံးပဲ။ဘာလို့ဆိုဒီနေ့ Leicester လိုပွဲမျိုးတသားရနိုင်လောက်ပဲဆိုရင်ထင်းတဲ့ပွဲမျိုးမှာဒဏ်ရာတွေရကုန်တာတော့အဆင်ပြေမနေပါဘူး။အဲ့တော့ခုနကျွန်တော်ပြောသူပဲနိုင်တာနိုင်နေသုံးမှတ်တာရတယ်ပြောဖို့မကောင်းတဲ့ပွဲတစ်ပွဲပါပဲ။